ေးကြောင်လေးတွေမှာအဓိကဖြစ်များတဲ့နာယီယိုတာနာပိတ်တာနာချီတာမျိုးကို အမြန်ဆုံးတတ်တာစီမယ်နီလန်ကိုကူကိုကျွန်တော်အနေနဲ့ဒီနေ့မှာမျှဝေပေးသွားမယ်ပေါ့နော်ပထမဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မွေးမြူထားတဲ့ခွေးလေးတွေကြောင်လေးတွေနာယီယိုတာနာစီတာ အဲနာပိတ်တာမျိုးဖြစ်ပြီဆိုလို့ရှင်အဓိကကကျွန်တော်တို့ဒါအေမီဒါအကြောင်းမလို့ဖြစ်တာကပိုပြီးမှများတယ်ပေါ့နော်အဲ့လိုများတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုကျွန်တော်တို့ဒီအနေနဲ့ထိန်းပေးဖို့လိုတယ်ငွေငွေထွေထွေထားပေးဖို့အတွက်လိုအပ်တယ်ဒီလိုဖြစ်နေတဲ့အကောင်မျိုးကိုကျွန်တော်တို့ဒီအနေနဲ့အဲခွန်ခန်းထဲမှာထားတာမျိုးတွေပန်ဂါနဲ့ထားတာမျိုးတွေကိုကျွန်တော်တို့ရှောင်ရှားဖို့လိုတယ်ပေါ့နော်နံပါတ်1တစ်ချက်ဟာဆိုလို့ရှင်ကျွန်တော်တို့ဒီအနေနဲ့လုပ်ပေးရမှာကသူတို့တွေကိုလေ့ကျင့်ခန်းပုံမှန်ကျွန်တော် ော်တို့စော့ကစားပေးတာမျိုးကိုမဖြစ်မနေလုပ်ပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့တွေအနေနဲ့အသက်မြင်မြန်ရှူထုတ်လိုက်တဲ့အခါမှာဆိုရင်အကယ်၍နှာခေါင်းထဲမှာပိတ်ပြီးမှကက်ကျန်နေတဲ့ကျွန်တော်တို့ဒီနာဖတ်တွေအရဆိုလို့ရှိရင်ပြန်ပြီးမှထွက်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာမျိုးကျွန်တော်တို့မဖြစ်မနေလုပ်ပေးဖို့လိုမယ်။နံပါတ်3တစ်ချက်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့သူတို့ဒီရေတက်ဆုံးချုံတာမျိုးမဖြစ်ရလေအောင်လို့ကျွန်တော်တို့ဓာတ်စားရေတိုက်ပေးတာမျိုးကိုပို့ပြီးမှလုပ်ပေးဖို့လိုတယ်။နံပါတ်4တစ်ချက်မှာဆိုလို့ရှိရင်သူတို့ ို့တွေကိုကျွန်တော်တို့တွေအနေနဲ့ဒါအရေးဝဝအိတ်ခိုင်းဖို့အတွက်ကအရေးကြီးတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဘာလုပ်ပေးရမလဲဆိုလို့ရှိရင် အရိစံဆေးကုဆရာဝန်ရဲ့ညွန်ကြားချက်နဲ့ကျွန်တော်တို့ဆေးတွေစနစ်တကျထေချာတိုက်ပေးဖို့လိုတယ်ပေါ့နော်နံပါတ်6ဟာဆိုလို့ရှိရင်သူတို့ဒီကိုဓာတ်မတည့်စေတဲ့အရာနဲ့ဝေးဝေးမှာကျွန်တော်တို့ထားပေးဖို့လိုတယ်ဓာတ်မတည့်စေတဲ့အရာရှိနေရဆိုလို့ရှိရင်အဲ့အရာကိုဖယ်ရှားပေးဖို့ကျွန်တော်တို့အရေးကြီးတယ်ပေါ့နော်နံပါတ်9ပါဆိုတော့သူတို့ဒီကိုပေါ့နော်ကျွန်တော်တို့ဒီအနေနဲ့ stress နည်းနိုင်တမျှနည်းအောင်ကျွန်တော်တို့ထားပေးဖို့လိုတယ်အကယ်၍ stress ဖြစ်တယ်ဆိုလို့ရှိရင်နောက်ဆက်တွဲတွေအနေနဲ့တခြားသောယောဂပိုးတွေဝင်လာ ာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ stress မဖြစ်အောင်ကျွန်တော်တို့ထားပေးဖို့လိုအပ်တယ်ပေါ့။မတ်ရှစ်မှာဆိုလို့ရှင်ကျွန်တော်တို့လုပ်ပေးရမှာကကိုယ်အနေနဲ့ကိုယ်သဘောနဲ့ကိုယ်တိုက်နေတဲ့ဆေးမျိုးတွေကမှန်ကန်သလားမမှန်ကန်ဘူးလားဆိုတာကိုဒါပြန်စစ်ဆေးဖို့လိုတယ်။ကိုယ်ကနားမလည်ဘူးဆိုရင်တရိษံဆေးကုဆရာဝန်ရညွန်ကြားချက်နဲ့ဒါလင်းကျွန်တော်တို့ဆေးတွေတိုက်ပေးဖို့လိုတယ်ပေါ့နော်။ပြီးရင်နံပါတ်6ဟာဆိုလို့ရှင်ခွေးလေးတွေကြောင်လေးတွေနာပိတ်တယ် နာရီတွေမတရားကြနေတယ်ကျွန်တော်တို့နာရီခဏခဏခြီနေတယ်ဆိုလို့ရှင်တရိတ်ဆန်ဈေးကူဆရာဝန်တွေရဲ့ညွန်ကြားချက်နဲ့ကျွန်တော်တို့ normal saline draw တွေကိုကျွန်တော်တို့ဒါစနစ်တကျထေချာထည့်ပေးတာမျိုးပြုလုပ်ပေးတယ်ဆိုလို့ရှင်ကျွန်တော်တို့ခွေးလေးတွေကြောင်လေးတွေမှာဖြစ်တဲ့နာရီယူတာနာပိတ်တာနာခြီတာမျိုးကိုကျွန်တော်တို့အလွယ်ကူဆုံးနဲ့အမြန်ဆုံးတတ်တာစီလိမ့်မယ်